Wales is crazy. But I was like, damn. အားလုံးပဲမင်္ဂလာပါ welcome to mintset ဒီ video လေးမှာတော့ကျွန်တော် stonehenge ကိုသွားတဲ့အထွေကြုံလေးအကြောင်းကို share ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ငယ်တုန်းကလူတစ်ယောက်ကကျွန်တော်ကိုပြောဘူးတယ်ကဘာမှလူနှမျိုးပဲရှိတယ်တဲ့ပထမနှမျိုးက stonehenge ကိုတီးတယ်ဒုတိယနှမျိုးက stonehenge ဆိုတာဘာမှန်းကိုမသိဘူးတဲ့ကျွန်တော်ကဒုတိယအမျိုးထဲမှာပါတယ်ဗောလေ stonehenge ဆိုတာပါတယ်မသိဘူးကျွန်တော်လည်းမရောက်ဘူးဘာမှလည်းမသိဘူးကြားတော့မကြားဘူး တော့ဒီလိုမျိုးကြောက်ပုံနေဆိုလို့ရှိရင်ဘာကြောက်နေမှန်းအောင်မသိဘူးအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Stonehenge ကိုသွားပြီးတော့ vlog ရိုက်ထားတာလေးလည်းပါတယ်နောက်ပြီးတော့ Stonehenge အကြောင်းလေးလည်းပြောပြမယ့် video လေးလည်းဖြစ်တယ်အဲ့တော့အားလုံးပဲကျွန်တော် like ကြပါလို့ပြောရင်းနဲ့ let's get right into the video peace okay ပထမဆုံး Stonehenge ဆိုတာပါလေ Stonehenge ဆိုတာကဘာကအတိမတ်ပြုထားတဲ့ UNESCO အတိမတ်ပြုထားတဲ့သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်တယ် Stonehenge ကဘယ်နှစ်ကြာပြီလဲနှစ်4500 ကြော်ကြားခဲ့ပြီး Stonehenge ကသူ့တက်တန်းက4500ဆိုတော့ဘယ်လောက်ကြာလဲလို့ရှင်ပြပလို့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Egypt က pyramids တွေနဲ့ရှင်တော့မှသူကပို့ပြီးအသက်ပိုကြီးတယ်။အဓိကဘာလို့လူတွေသွားကြလဲဘာလို့ UNESCO အသိအမှတ်ပြုလုပ်ထားလဲဆိုတော့သူကသူ့ရဲ့အဓိကအကြောင်းရင်းဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုတာကိုမသိဘူး။ကြောက်တုံးအလုံး160ပေါင်းပြီးတော့ဆူထားတဲ့နေရာ။ ဒါပေမဲ့ကြောက်တုံးဆိုလို့ရိုးကြောက်တုံးမဟုတ်ပါဘူး။သူ့ကြောက်တုံးတွေကိုထူးထူးဆက်လှုပ်ထားတယ်။ပြီးတော့နှစ်ပေါင်း4500ကျော်ကြာခဲ့တဲ့နေရာကနေလှုပ်ထားတယ်။ပြန်စစ်ဆေးကြည့်လိုက်ရှင်လွန်ခဲ့တဲ့4500နှစ်မှာဘာဘာ technology ရရှိလဲအဲ့ဒါဘာဘလို့မျိုးလူတွေကဘလို့တည်လာလဲဒီကြောက်ကိုပြီးတော့ဒီကြောက်ကတော်တော်ထူးဆန်းတယ်ဘာလို့လဲဆိုတော့ကြောက်တွေကတနေရာတွေကလာတာမဟုတ်ဘူးပြီးတော့ကြောက်တွေကနေရာမျိုးစုံကလာတာဖြစ်တယ်ဥပမာအဲ့ဒီထဲမှာရှိတဲ့ကြောက်အကြီးတစ်ခုဆိုလို့ရှိရင်ဘလောက် လေးလဲဆိုတော့25တန်အောင်လေးတယ်25တန်ဆိုတော့တော်တော်သေးတယ်နော်25တန်ဆိုတော့ဘလောက်လေးလဲလို့မသိကြလို့ရှိရင် pickup truck တစ်စီးတောင်မှာ3တန်လောက်ရှိတယ်ဒီလောက်25တန်လောက်လေးတဲ့ကြောက်တုံးကိုဘလို့ technology တွေတည်လေဘိန်းအောင်ရှိသေးရလားအဲ့ခက်ကပြီးတော့လူတွေကဘလို့မျိုးတည်ကြလဲကားမပြောနဲ့ crane မပြောနဲ့ဘလို့တည်ကြလဲဆိုတာအရန်တိကျင်အရန်စူးစမ်းလေးလာခြင်းတဲ့နေရာတစ်ခုဖြစ်တယ်အဲ့ကြောင့်မလဲလူတွေကနာမည်အရန်ကြီးကြတယ်ပြီးတော့လူတွေကအင်္ဂလန်ရောက်လို့ရှင်လဲဒီမှာလာပြီးတော့ဓာတ်ပုံရိုက်ကြတယ်သွားပြီးတော့သွားလေကြတဲ့နေရာတစ်ခုဖြစ်တယ် ကဲ vlog လေးကိုပြန်သွားရအောင် ကျွန်တော်နည်းနည်းလေးလေး information ပေးတဲ့ video လေးဖြစ်မယ်နည်းနည်း effects လေးပြောမယ့် video လေးဖြစ်တယ် phone လေးကြည့်ပြီးတော့ပြောပြရစေပါလို့ဆိုတော့ကျွန်တော် note လေးထုတ်ထားတယ် um အလုံးမရဘူးလုံးမရဘူးဆိုတော့ဘဟုတ်အဓိကကျွန်တော်ပြောပြမယ်ကျွန်တော်ဆောင်းဝဲ ပြီးွားတယ်ပြီးွားတာဆောင်းပွဲကမနေ့ရမှပြီးတာ and then ဒီနေ့တော့ကျွန်တော်အကုန်ပြန်လုံနိုင်ပြီပေါ့လေကျွန်တော်ကြောင်းမှာကျွန်တော်ဟိုကျွန်တော်မဆုံးရသေးဘူးမတွေ့ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်လည်းမင်းက Minsen မှာ UK မှာတက်နေတဲ့ကျောင်းသားတယောက်လည်းဖြစ်တယ်ကျွန်တော်ကြောင့်ဆိုပေမဲ့ကျွန်တော် final year university တက်ကတူကျောင်းသားတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ဒါနောက်ဆုံးဆောင်းပွဲဖြစ်ပြီးွားပြီဆိုတော့အဲပွဲရရမယ်ပေါ့လေပွဲရရမယ်ဆိုတော့ပြီးွားပြီပြီးွားပြီဆိုတော့ကျွန်တော်ကျောင်းသားမဟုတ်တော့ဘူးဘာဖြစ်မလဲလည်းမသိသေးဘူးဒါပေမဲ့ဒါကျွန်တော်ရဲ့ introduction လေးအတူလေးပါအာကြောကြောင်ဆက်စီခြင်းနဲ့ဆက်လို့ရှင်တော့ချာဗီလေးလေးဆက်ကြည့်ကြပါအားလုံးပဲဗီဒီယိုပြန်သွားအောင် okay ဆက်စချင်းကျွန်တော်တို့လန်ဒန်နေပြီးတော့ Stonehenge ကိုသွားတယ်ကျွန်တော်လန်ဒန်မှာနေတဲ့အလူအကြောင်းသားတယောက်ဖြစ်တဲ့အတွက်အမ်ကျောင်းလန်ဒန်နေပြီးတော့ Stonehenge ကိုကားမောင်းပြီးတော့သွားပါတယ်ကားမောင်းပြီးတော့သွားတာဘယ်လောက်ကြာလဲဆိုတော့2နာရီနဲ့မိနစ်30ကြာပါတယ်ဒါပေမဲ့လန်ဒန်ဆိုလို့လန်ဒန်ကတနည်းအားဖြင့်ရှိရမဟုတ်ပါဘူးလန်ဒန်အကြီးပါကျွန်တော်ဗီဒီယိုလေးတခြားဗီဒီယိုလေးမှာလည်းတွေ့ပါတွေ့မယ်ဆိုမျှော်လင့်ပါတယ်လန်ဒန်ကဘယ်လောက်ကြီးလဲဆိုတာ okay ဲ့တော့ကျွန်တော်ဒီဒီကနေပြီးတော့ဟိုနှစ်နာရီခွဲနှစ်နာရီခွဲလောက်သွားပြီးမောင်းရတယ်မောင်းတော့ဟိုရောက်လေရောက်ရောကျွန်တော်တို့ဟာကြောက်တော့လည်းမတွေ့ပါလားဗောလေဒါပေမဲ့ scenery ရော view တွေကတော့တော်တော်လေးမိုက်သွားတယ်ပြောင်းသွားတယ်ဘယ်လိုလဲဆိုတော့မြက်ခင်းတွေကစိမ့်ပြီးတော့နေရလဲအရန်ပွင့်ပြီးတော့လုံးဝကောင်းငင်ကလည်းပြာနေတဲ့အချိန်မှာကျွန်တော်တို့ အဲ့ဒီကိုရောက်သွားတယ်ရောက်သွား Welcome to Stonehenge ဆိုပြီးအဲထဲဝင်သွားအဲ့မှာ parking lot ကြီးအကြီးတွေ့တယ် parking lot အကြီးတွေ့တာဟာဒီမှာ parking ထိုးရမယ်ဆိုတော့ parking lot ထိုးလိုက်တယ်ထိုးပြီးအဆောက်အဦအကြီးတစ်ခုတွေ့တယ်အဆောက်အဦအကြီးတစ်ခုတွေ့တော့ကျွန်တော်တို့ okay parking ထိုးပြီးတော့ဒီမှာလူတွေအကုန်လုံးဝင်နေကြတယ်ဆိုတော့လူတွေအကုန်လုံးဝင်နေကြတယ်ဆိုတော့ okay ဝင်ကြမယ်ပေါ့ဝင်ပြီးတော့တွေ့ကြည့်မယ် Stonehenge ကဘာမှလဲတွေ့တော့မတွေ့ရသေးဘူးဟိုကားမောင်းလာလဲလုံးဝမတွေ့ပြဘူးပေါ့လေအဲ့တော့ဟာ okay အဲ့တော့ကျွန်တော် parking ထိုးလိုက်တယ်ပြီးတော့တော့ဝင်ကြည့်ရအောင်ဆက်စားချင်းကားပေါ်ဆင်းစင်းချင်းလမ်းလျှောက်ပြီးဝင်သွားတယ်လမ်းလျှောက်ပြီးဝင်သွားရင်ဝင်ပေါက်မှာပဲဟာ ်တက်သားကြီးနဲ့လှုပ်ထားတဲ့ဝင်ပေါက်သမိုးကြီးကြီးတစ်ခုရှိအဲ့ကြီးထဲမှာလူတွေအများကြီးကဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လုံနေတယ်ဟာမင်းစံတော့ဟာဒါဒဝင်ပေါက်ပဲပေါ့ဟာဒီနေရာကတော့လူတွေလာလေနေရာပဲပေါ့ပြီးတော့အထဲရောက်လဲရောအိမ်သာဖြစ်နေအသေးရောအိမ်သာဖြစ်နေရဲ့ bro i was like uh okay you know what ပြီးတော့ entrance ကဝင်ပေါက်ကတော့အဲ့အိမ်သာရဲ့ဘေးနားမှာပေါ့လေအိမ်သာကျတော့လူတွေအများကြီးသွားကြတယ်ဝင်ပေါက်ကျတော့လူတွေကဝင်ကြတယ်လို့ပဲပြီးတော့ကျွန်တော်အဲ့ရောက်တော့ ticket booth လေးရှိတယ် ticket booth ဆိုတာ ticket ရောင်းတဲ့နေရာမှာ ticket ရောင်းတဲ့နေရာမှာကျွန်တော်ဝင်ပြီးတော့ ticket ဝယ်ရတယ် ticket ဝယ်ရတာ ကြည့်လိုက်တော့တယောက်မှလည်းတမ်းမစီဘူးလူတွေလည်းတယောက်မှမရှိဘူးကျွန်တော်ဟာဘာဖြစ်လို့လဲပေါ့လေလူတွေကမလာမလဲကြောက်လားလည်းမလွယ်ဝမီးတော့မကြည့်ကြဘူးလားဒါပေမဲ့ကျွန်တော်ထင်တာတော့ကျွန်တော်နောက်ကျပြီးတော့ရောက်သွားတဲ့အချိန်ဖြစ်တဲ့၄နိုင်၅နိုင်လောက်ရောက်သွားတဲ့အချိန်ဖြစ်တဲ့အတွက်အမျက်နေပိုင်းဆိုတော့အကုန်လုံးလေပြီးကြပြီလို့ထင်တယ်အဲ့တော့အဲ့ရောက်လာရောတိကက်ဝင်လိုက်တယ်တယောက်ကို student ဆိုလို့ရှိရင်ကျွန်တော် price လေးပေးတာမယ် price လေးချရပေးမယ် student ဆိုလို့ရှိရင်ဒီလောက်ပေးရတယ်ပုံမှန် adult ဆိုရင်တော့ဒီလောက်ပေးရတယ် family package ရှိလည်းရှိပါတယ် family package လည်းကျွန်တော် screen မှာဒါလေးချရပေးမယ်အလုံးတီးအောင်လို့အမ်လာလေခြင်းနဲ့ဆိုလို့ရှိရင် ် family package ဆိုလို့ရှိရင်လူကြီး2ယောက်ကလေး2ယောက်ဆိုလည်းဒီလောက်ပေးရပါတယ်အဲ့ဒါပေးပြီးပြီးတော့ကျွန်တော်ဝင်သွားတယ်အထဲဝင်သွားပြီးတော့ဘာပဲသွားရလဲဆိုတော့ basketball တက်သွားတယ်ဟာမဟုတ်သေးပါဘူးလို့ basketball တက်သွားတယ်ဟာပါစက် basketball basketball တက်ပြီးတော့ဘယ်သွားမှန်းမသိဘူးဆိုဟွန်းလူတွေအကုန်လုံးလူများအောင်ပဲလိုက်ရမယ်ပေါ့လေအားနဲ့လူများအောင်ပဲလိုက်ရဘတ်စကားတက်သွားတယ်တက်ပြီးတော့ကျွန်တော်ဘတ်စကားစီးလိုက်တယ်ဘတ်စကား it was like 1 minute or 2 minutes 1 minute 2 minute လောက်ပဲစီးလိုက်တယ်စီးပြီးတော့ မင်ဘတ်စကားမရောက်ခင်မှာတော့စပြီးတော့ကြောက်တုံးပေါ်လာရောလေအဲပေါ်ပေါ်လာရဲဆောင်းပေါ်လာပြီးတော့ဘေးမှာကြည့်လိုက်တော့ wow scenery ကတော်တော်မိုက်တယ်လို့ that's crazy လို့ပြီးတော့ကြောက်ဘတ်စကားဝါဆင်းလိုက်တယ်ဆင်းပြီးတော့ကျွန်တော် vlog လေးကိုဒီ vlog လေးကိုစရိုက်တာပဲဖြစ်ပါတယ် hello အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ဒါ Stonehenge UK ရဲ့အင်္ဂလန်ရဲ့အထင်ကြီးဖြစ်တဲ့နေရာတစ်ခုဖြစ်တယ် Stonehenge ကိုကျွန်တော်ရောက်နေဖြစ်ပါတယ်ဒါက1 4500 year old like it's basically 4500 years old ပြီးတော့3000 BC before Christ 3000 BC တွေကစပြီးတော့ဖြစ်ခဲ့တဲ့အရာလည်းဖြစ်တယ်အရင်ကရှေးဟောင်းတမိုင်းဝင်နေရာတခုလည်းဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာလေးကိုကျွန်တော်လိုက်ပြမယ်ဘာရရှိလဲလေးရလေတော်တိုက်နေရယ်ပြီးတော့ဘလောက်လဲဆိုတာကျွန်တော်ဝင်ကြီးကတယောက်ကို28ပေါင်ပေးရတယ်ပုံမှန် adult ဆိုရင်တခြား offer လည်းရှိရယ် family ဆိုလို့ရှိရင်ဘလောက်အလုံးမရှိရယ်ဒါပေမဲ့ကျွန်တော် student ဆိုလို့ရှိရင်တော့23ပေါင်ပေးရတယ်အကြောင်းသားလည်းလည်းခြေလို့ရှိရင်ဘာရရှိတယ်ဆိုတာလည်းကျွန်တော်ပြမယ် video လေးတွေဖြစ်တယ်အဲ့တော့အားလုံးကျွန်တော် like ကြပါလို့ပြောရင်းနဲ့ let's go ဟိုဘတ်ကားလည်းလာဖြစ်တယ်ခုနကတော့ကျွန်တော်မနေ့ဝ င်လာတော့မရိုက်လိုက်ရဘူးအာဘတ်စကားနဲ့ကျွန်တော်တို့စီးရတယ်7မိနစ်လောက်ပဲစီးရတယ်ဝေးကြအောင်ဒါပေမဲ့တစ်ကက်တွေမှာပါပြီးသားအဲ့လောက်မပေးရအောင်ဈေးလည်းမကြည့်ဘူးအခုကျွန်တော်တို့အထဲရောက်သွားကြည့်မယ်ဘာလဲပါလဲဆိုတော့အာဘာလဲရှိလဲတန်အောင်တန်ရလာပြီးတော့ကျွန်တော်နည်းနည်း information လည်းပြောမယ့် video လည်းဖြစ်တယ် facts လည်းပြောမယ့် video လည်းဖြစ်တယ်အဲ့တော့အားလုံးပဲကြားစို့ let's go အဲ့တော့ဖြစ်ချင်တော့ဒီ vlog ကကျွန်တော်ကင်မရာတော့ပါလာတယ်ကင်မရာလည်းပါလာတယ်အကုန် equipment တွေလည်းပါလာပါတယ်ဒါပေမဲ့ကျွန်တော် microphone အားကုန်ပါတယ် sorry guys အဲ့တော့မိုက်ခရိုဖုန်းအကောက်ပွားရချိန်မှာကျွန်တော်မလုပ်ရလဲဆိုတော့ကျွန်တော်ဖုန်းနဲ့ record လုပ်ရတယ်အားလုံးကြားရ audio တိုင်းမှာပဲ wind shuffling ဖြစ်နေရဖြစ်နေရော I was like damn အဲ့လို windshield flame ဖြစ်နေရပြက်လင်းရောကျွန်တော်တိတ်ပြီးတော့မရိုက်ဖြစ်ဘူးအဲ့ဒါကြောင့်မလဲကျွန်တော်ဒီလိုမျိုး talking video လေးလောက်အောင်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဆက်ဝင်သွားတယ်ဝင်သွားပြီးတော့အဲဝင်ကြည့်တော့ဟာအဲဝင်သွားတယ်ဝင်သွားပြီးတော့ဟာလူတွေကအရန်များတာပဲလို့လူတွေတော်တော်များတာပဲပြီးတော့ stonehenge ရှောက်တုံးလိုက်ရောက်တဲ့ရောက်ဟာလူတွေတက်ပုံရိုင်းရိုင်းကြတော့ကျွန်တော်လည်း okay vlog လုပ်အောင်အချိန်ရောက်ပြီဆိုတော့အာဒီ vlog လေးထိုင်ရိုက်လိုက်ပါတယ်လေးကတော့တိုက်တယ်ကျွန်တော်အခုရောက်နေနေရဒီမှာ stonehenge ဖြစ်ပါတယ်ဒီမှာလူတွေတော်တော်များလဲ video ဟောတက်ပုံတွေရိုက်နေကြတယ်ကျွန်တော်ဒီအကြောင်းလေးနည်းနည်းပြောမလို့ ဘိုက်ဆိုမှာလောက်အောင်မသိဘူးစေဝေးစားလို့ကောင်းတယ်နဲ့လေ Okay တော့ဟက်ကိုရောက်လာတဲ့အချိန်မှာကျွန်တော်စစချင်းတွေ့လိုက်တာကတော့ကြောက်တုံးတွေကတချို့ကြောက်တုံးတွေကလဲနေပြီကျွန်တော် အရင်တော့ research လုပ်ထားပြီးတော့ကြည်ထားတဲ့ပုံတိုင်းလည်းမဟုတ်ဘူးဒီလိုမျိုးကြောက်တုံးတွေကမြုပ်ရင်းပြက်စီနေတဲ့အခြေအနေကိုရောက်လာပြီပေါ့လေဒါနှစ်တည်းလဲ၄တောင်ခန့်အကျော်တော့ကြာပြီဆိုတော့လေဒါလည်းခွင့်လွှတ်ပေးလို့ရပါတယ်အဲ့မှာကြောက်တုံး63ခုကျန်ပါသေးတယ်အဲ့63ခုအထဲမှာမှအခု30ကတော့ sourcing stone စီပဲဖြစ်ပါတယ် sourcing stone တွေဆိုတာအပြင်ကအကြီးဆုံး outer circle ကို ဖြစ်ပေါ်စေတဲ့ကြောက်တုံးတွေပဲဖြစ်ပါတယ် အဲ့ကြောက်တုံးတွေကတော့တော်တော်ကြီးတယ်25တန်ခုနကျွန်တော်ပြောရဲ25တန်လောက်လေးတဲ့ကြောက်တုံးတွေဖြစ်ပါတယ်အဓိကဘာစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့အဲ့အကြီးဆုံးဘေးနာကြောက်တုံး sarsens ကြောက်တုံးတွေကဘယ်ရရင်လာလဲဆိုတော့30 km တောင်ဝေးတဲ့နေရာတစ်ခုကနေလာတာပဲဖြစ်ပါတယ်အဲ့ကြောက်တုံးတွေကတော့ Marlborough Downs Wiltshire England နေရာနေလာတာပဲဖြစ်ပါတယ် 25 km km 30လောက်နီးနီးဝေးတဲ့နေရာကနေလာရပဲဖြစ်ပါတယ်ဒီလောက်ကြီးတဲ့ကြောက်တုံးကြီးတို့လွန်ခဲ့တဲ့နှစ်ပေါင်း4500လူတွေဘယ်လိုတည်ကြလဲဆိုတာကျွန်တော်အရင်သိချင်တယ်ပေါ့လေဒါကတော့လူတွေလဲဆက်ပြီးတော့လေးလာနေတဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့ အဲ့ဒီကြောက်တုံးလေးအပြင် blue stone ဆိုတဲ့ကြောက်တုံးက wales ကနေလာပဲဖြစ်တယ်။အဲ့ဒီကြောက်တုံးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ကြောက်တုံးတွေကမျိုးစုံရှိတယ်။ဒါပေမဲ့အဲ့မှာတော့အဓိက highlight ချင်တာကကြောက်တုံးနှစ်မျိုးပေါ့လေ။ i sarsen step blue stones blue stones ကဘယ်ကလာလဲဆိုတော့ wales ကနေလာတာ။ wales is crazy wales is crazy far wales ကဘယ်နားမှာလဲဆိုတော့ ကျွန်တော်မဲ့ပေါ်မှာပြရမယ်ဝေးစကဒီနားမှာပါဘလောက်ဝေးလဲဆိုတော့250ကီလိုမီတာဝေးတယ်250ကီလိုမီတာဆိုတော်တော်ကြီးကိုဝေးတယ်အော်ကီလိုမီတာကိုမတိကြလို့ရှိရင်ကျွန်တော်ကီလိုမီတာနဲ့မိုင်ကို convert လုပ်ပေးရမယ်ဒီမှာကီလိုမီတာနဲ့မိုင်အတိလောက်ပါအမ်ကီလိုမီတာနဲ့မီတာဒီလောက်ပါ1ကီလိုမီတာ1000မီတာပဲဖြစ်ပါတယ်ပြီးတော့ကီလိုမီတာမတိကြလို့ရှိရင်ကီလိုမီတာဘလောက်ဝေးလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ Yangon and Mandalay let's say and uh, Yangon and Mandalay ဆိုလို့ရှိရင် kilometer 650လောက်ထိသွားပါတယ်အဲ့လောက်ဝေးပါတယ် um distance ကအဲ့တော့အလောက်တော့ဝေးရပေါ့လေဒါ650ဆိုဆိုရှင်250 km ဆိုတော်တော်ကြီးဝေးရဒါပေမဲ့အင်္ဂလန်အကြီးအကြီးမဟုတ်တဲ့အတွက်အမ်အကြီးဆိုတာနိုင်ငံအကြီးမဟုတ်တဲ့အတွက် length ကတော့250ဆိုရင်တော်တော်ဝေးရလို့ပြောလို့ရတယ်ဟိုတောင်ထဲမြောက်ပေါ့လေအဲ့တော့အဲ့လောက်ထိဝေးတဲ့နေရာနေတည်လာပြီးတော့လာပြီးတော့ခြာရတယ်ဘာလို့ခြာရတာလဲရေရွက်ကပြီးတော့ဘာလို့ဒီလိုမျိုး လောက်ထားတာလေအဲ့ဒါကိုလူတွေအကုန်လုံးကလည်းသိကျင်ကြတယ်အခုဒီလေဆက်လေးလာနေစေပဲဒါပေမဲ့ကျွန်တော်အချင်းကတော့ကျွန်တော် research လုပ်တယ်ဒါပေမဲ့လူတွေတော်တော်များများအမြင်ကတော့ဒါကနေနိုင်လို့ပြောသေးတယ်နေနိုင်ဆိုတာသူတို့ဟိုးရင်တော့ဒါပေမဲ့ဘလို့တည်ခဲ့လဲတော့မသိဘူးဒါပေမဲ့ဘာကြောင့်အဲ့မှာရှိတယ်ဆိုတာကတော့လူတွေက ကြိုပြီးတော့လေ့လာတဲ့လူတွေကလည်းစမ်းစစ်ပြီးတော့ကြည့်ကြတယ်။နည်းနည်းလေ့လာပြီးတော့ဟွန်းဒါဖြစ်နိုင်တယ်ပေါ့လေ။ဖြစ်နိုင်တဲ့အရာတစ်ခုကတော့သူကနေနိုင်ကြီးအနေနဲ့တည်ရှိပါတယ်။နေနိုင်ကြီးဆိုတာသူဆက်ဆက်ချင်းတော့ကြောက်တုံးကြီးတွေကအဝိုင်းတစ်ခုအပြည့်လို့ရှိတယ်။ပြီးတော့365ရက်အာ365ရက်24နာရီ9ရက်ကိုပြတဲ့နေနိုင်ရီလည်းဖြစ်တယ်နေနိုင်ရီဆိုတာသူကအရှိနောက်တောင်အရှိနောက်တောင်မြောက်ကနေပြီးတော့နေထွက်လာတဲ့အချိန်မှာသူတို့ကိုပြတယ်ဟာဒါပါရက်လဲဒါဘယ်ရက်လဲ ဒီရက်ကဒီနှစ်ကဒီရက်ပဲဖြစ်ပါတယ်ပြီးတော့ဒီအချိန်လားဆိုတာကိုပြနိုင်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဒါပေမဲ့တော်တော် crazy ဖြစ်တယ်ဘာလို့ဆိုတော့အရင်က technology ကအရင်ဒီလိုမျိုးမြင့်လာတဲ့အချိန်တွေလည်းမဟုတ်ဘူးမဟုတ်ပေမဲ့အဲ့လိုမျိုးလူတွေကစဉ်းစားပြီးတော့တွေးခေါ်ပြီးတော့ဒီလိုမျိုးစပြီးတော့လုပ်နိုင်တယ်ဆိုတော့တော်တော်ကြီးကိုအန်အောစရာတစ်ခုတော့လည်းပြောလို့ရတယ်အဲ့တော့အဲ့ရောက်တော့ကျွန်တော်အိုးကြက်သိန်းတွေအောင်ထလာတယ်ပေါ့ I was like, damn, this is a historical site, bro. Like, this is a crazy site, bro. ပြီးတော့ပေးလိုက်ရတော့29ပေါင်လာမသိဘူး29ပေါင်23ပေါင်လာမသိဘူးဆို damn are အဲ့လိုကျွန်တော် I was like, damn. Yeah. ပြီးတော့ကြောက်တရလည်းမျိုးစုံရှိပါတယ်ကျွန်တော်ဒီမှာ list လေးနည်းနည်းလေးပြောပေးလိုက်ကြောက်တရဘာကြောက်တရလဲဆိုတော့ကျွန်တော်ခုနပြောရဲ sarsens ရဲ့နောက်ပြီးတော့ရှင် blue stones ရဲ့အဲ့ဒါကတော့ကျွန်တော် kilometer ဘယ်လောက်ဝေးလဲဆိုတာပြောရပါပြီနောက်အဲ့ဒါအပြင် just stones တွေက အာ trillathons တွေလည်းရှိတယ် heel stones တွေလည်းရှိတယ် slaughter stones တွေလည်းရှိတယ်ကျွန်တော်ပုံလေးတွေပြီးနောက်မှပြရပေးမယ်ပြီးရင် station stones တွေလည်းရှိတယ် stones တွေကမျိုးစုံမဲ့နေရာနေလာကြတာဖြစ်တယ်အဲ့တော့တော်တော်ကြီး crazy ဖြစ်တယ်ဘာဖြစ်လို့ဒီလိုမျိုးဖြစ်လဲဆိုတာပေါ့လေပြီးတော့အဲ့ဒီရောက်သွားတော့ကျွန်တော်ဓာတ်ပုံရိုက်လိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့ပြေးပြီးတော့ကြောက်တော့ဓာတ်ပုံရိုက်ပြီးတော့အာအကုန်လုံးဟဲဗလော့ဂ်လေးပါနေနေရိုက်လိုက်တယ်ရိုက်ပြီးပြီးတော့ဘေးနားကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာကြောက်တော့ဒီမှာဆိုလို့ရှိရင်ကြောက်တော့ကြည့်ရဲ and then နောက်လေးကြည့်လိုက်တဲ့အချိန်မှာ the scenery ကတော့ oh my day scenery ကလောကအောင်ကျွန်တော် mind blown မဲ့တကယ် mind blown ဖြစ်သွား mind blown ဖြစ်သွားမှာတကယ်ဘာပြောလို့ပြောမလဲမသိဘူးတော်တော်လေးကျွန်တော်အရင်တော့ this is very nostalgic nostalgic ဆိုတာ um အရင်တော့အကြောင်းကိုပြန်ပြီးတော့စဉ်းစားတာအရင်တော့အကြောင်းလေးကိုပြန်ပြီးတော့တွေ့အရင်တော့အခြေအနေကိုပြန်ပြီးတော့ um မြင်အောင်လေပေါ့လေဘာမြင်အောင်လဲဆိုတော့ကျွန်တော် scenery ကြည့်လိုက်တဲ့ချိန်မှာကောင်းကင်ကလုံးဝပြာနှမ်းနေရပဲအားလုံး screen မှာတွေ့လိမ့်မယ်ကောင်းကင်ကပြာနှမ်းပြီးတော့ cloud တွေက တိမ်တွေကလည်းလုံးဝ thick clouds thick 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 clouds လုံးဝထူထက်တဲ့အဖြူပြီးတော့လုံးဝရှင်းပြီးတော့ကောင်းကင် အပြာကြီးမှာတိမ်ရင်ရှိတယ်နောက်ပြီးတော့အောက်က background landscape ကလည်းလုံးဝစိမ်းပြီးတော့အဲစိမ်းပေါ်မှာအပေါ်မှာတိုးလေတိုးလေးတွေမှာဖြူဖြူတိုးလေးတွေ bro like it's crazy ပြီးတော့အဲ့ say နေတဲ့ background ကလောကဟိုးမျက်စုံမျက်စိတဆုံးပဲမျက်စုံနဲ့မျက်စိတဆုံးတီမြင်ရတယ်ဗော I was like damn that shit's like worth it I was like damn အဲ့လိုမျိုးကြည့်ပြီးတော့ကျွန်တော်အာတော်တော်လေးမစိုးဘောလေတော်တော်လေးမိုက်တယ်ဗောလေဒါလောကမထင်တာဘူးဒါကျွန်တော် Stonehenge လာကြည့်ရဆိုရင်တော့မှကျွန်တော်လောကမမြင်နိုင်တဲ့မြင်ကွင်းဗောလေဘာလို့ဆိုတော့ဒီလိုမြင်ကွင်းကဟိုကျွန်တော်မျိုးသားမဟုတ်လည်းမဟုတ်တော်သားမဟုတ်လည်းမဟုတ်အဓိကဒီလိုမျိုးမြင်ကွင်းကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကတွေ့ဖူးတယ် um တွေ့ဘူးတယ်တွေ့ဘူးတယ်ဆိုတာကဘယ်မှာတွေ့ဘူးလဲဆိုတော့ကျွန်တော်ဗီဒီယိုဂိမ်းတွေမှာတွေ့ဘူးဗီဒီယိုဂိမ်းတွေမှာသူက um အင်္ဂလန်မှာဆိုလို့ရှိရင်ဘယ်လိုလုပ်အောင်မလဲဗောလေအာဘယ်လိုနွားចောင်းသားလေးကဘယ်လိုသုံးရလဲနောက်ပြီးလို့ရှိရင်အဲ farming game တခုမှာကျွန်တော်တွေ့ဘူးတယ်တွေ့ဘူးတော့ outside damn ကျွန်တော်အရင်တော့ဆော့ခဲ့ဟိုးငယ် PC လေးတွေကဟိုး PC လေးတွေကဆော့ခဲ့လေးပဲသွားတော့ဆော့ခဲ့တယ် game လေးဟိုးတိုးလေးတွေကိုပေါင်းอ่ะတိုးနှစ်កောင်ပေါင်းလို့ရှိရင်တိုးတစ်កောင်လေးဖြစ်အောင်အဲ့လိုမျိုး game တွေအော် outside အဲ့ကြီးပြောတော်တော်လေးဝအောင်ငင်းတော့ဆော့ခဲ့အချိန်နေပြီတော်တော်ကြီးကြီးလာပြီပေါ့လေလူတက်လက်ကြီးနေပြီပေါ့လေအဲ့လိုမို့ကိုယ်ပြင်းပြင်းအောင်မိပါရဲပေါ့အဲ့ချိန်မှာပဲကျွန်တော်ဆက်ပြီးတော့ဗီဒီယိုလေးရိုက်လိုက်ပါတယ်ဒီအင်တာဗျူးမဲ့ဒီဗီဒီယိုလေးတော့အင်တာဗျူးမဲ့လူကတော့လူပေါ့ပါအင်တာဗျူးမဲ့ဒီဟာရင်းကြီးတဲ့ပုဂ္ဂိုလ်ကတော့ကျွန်တော်အဖြစ်ပါတယ်သူစင်းနေရိုက်လိုက်အောင်မယ်ကျွန်တော်ဒီဗီဒီယိုလေးတော့လည်းအရေးကြီးတဲ့ point လေးမပြောရသေးလို့ golden point ကတော့ဒါလေးပဲဖြစ်ပါတယ် င်တာဗျူးမဲ့လူကတော့မလာပါဘူးမလာဘူးဆိုတာကအင်တာဗျူးအင်တာဗျူးဝါနာတော့မလာဘူးပေါ့လေမလို့မေးလို့မရဘူးပေါ့မေးလို့မရတဲ့အချိန်မှာဘာမှမေးလို့မရတော့ကျွန်တော်ဒီကိုလေးချအားပေးပါပဲဘာမှလည်းမဆိုင်ဘူး ဟိုကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့လူတွေသိကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကိုအမြဲအားပေးနေကြတဲ့လူတွေကျွန်တော်ဗီဒီယိုလေးအမြဲကြည့်နေတဲ့လူတွေကတော့သိကြမယ်မသိကြလို့ရှင်တော့ကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်ဆုံးဒီလိုမျိုးတင်တာတွေလုံးဝအကျိုးမရှိဘူးကြည့်လို့မကောင်းဘူးဆိုရင်တော့မှကျွန်တော်တန်မိုးအ ਨੇ ဆုံးတော့ပေးစေချင်တယ်ပေးချင်တယ်ဗောလေပေးစေချင်တယ်တန်မိုးပေးချင်တယ်အဲကြောင့်ဗီဒီယိုလေးရဲ့မှာအားလုံးကျွန်တော်ဒီလိုခုတ်လေးထည့်ရခြင်းလည်းဖြစ်ပါတယ်။အမ်ကျွန်တော်ကြောင်းညာထည့်ပြီးတော့ကျွန်တော် ရဖို့အထက်စာရင်တော့ကြည့်ရလူတွေရစေခြင်းနဲ့ကျွန်တော် channel ကတော့အဓိကအဲ့ဒါပါပဲ I serve I serve you guys like I serve the crowd I serve the the public I serve you guys um I work for you guys um အဓိကအဲ့ဒါပါကျွန်တော်ရဖို့အထက်စာလို့ရှိရင်ဒါကျွန်တော် YouTube channel ကကျွန်တော် YouTuber လည်းမဟုတ်သေးဘူးအာဒါ content creator လောက်တော့မှကျွန်တော်ကျွန်တော် YouTuber လို့မယူစသေးဘူး um ကျွန်တော် YouTuber YouTuber လောက်ချင်တယ်ဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်စိတ်ဝါသနာပါရတဲ့အတွက်ဒီ content create လောက်ရခြင်းလည်းဖြစ်ပါတယ် โอเคဒီ quote လေးကတော့ကျွန်တော်စစချင် travel coach မလို့ပဲဒါပေမဲ့ဒီ quote က travel coach မချရဘူးကျွန်တော်ဗီဒီယိုတွေကျွန်တော် YouTube channel ကလည်း view တွေများလာတယ်ကြည့်တဲ့လူတွေလည်းများလာတယ် traction တွေလည်းများလာတယ်အတွက် um အားပေးတဲ့လူတွေလည်းများလာပါတယ်ဒါပေမဲ့ဆဲတဲ့လူတွေလည်းများလာပါတယ်အဲ့တော့ကျွန်တော်ဒီ quote လေးကတော့ကြည့်နေတဲ့လူတွေအတွက်ကောအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဘာလဲဆိုတော့ကိုထက်ပို့ပြီးတော့လုံနေတဲ့လူတွေရှိတယ်ကိုထက်ပို့ပြီးတော့ လုံနိုင်တဲ့လူတွေလည်းရှိတယ်။ကိုရောက်ချင်တဲ့နေရာမှာရောက်နေတဲ့လူတွေလည်းရှိတယ်။အဲ့လိုလူမျိုးတွေကကိုကိုရှုံချပြီးတော့ပြောဆိုမှမဟုတ်ပါဘူး။ကိုကိုရှုံချပြီးပြောဆိုတဲ့လူတွေကတော့ကိုထက်မလုတ်တဲ့လူတွေကိုလောက်မလုတ်တဲ့လူတွေပဲဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုလေးထဲမှာခုတ်အနေနဲ့ပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ရင်ကြည့်နေတဲ့ video viewer တွေရဲ့ attraction တွေလည်းများလာတဲ့အချိန်မှာကျွန်တော်ဆေးရိုက်လူတွေလည်းများတယ်။အာဒါပေမဲ့ ကိုကအကုန်လုံးကိုကြိုက်စရာလည်းမလိုဘူးအကုန်လုံးကလည်းကိုပြန်ကြိုက်စရာလည်းမလိုဘူးကိုသဘောကျစရာလည်းမလိုဘူးပြီးတော့ကြောင့်ဗီဒီယိုဒီကိုအမြဲကျွန်တော်ကြည့်ပြီးတော့အားပေးကြတဲ့လူတွေလည်းရှိတယ်ပြီးတော့ကျွန်တော်အမြဲပြောကြရဲအားကြရဲဆိုတော့အဲ့ဒါတခုလည်းကျွန်တော်ရှင်းအောင်မယ်ဒီဗီဒီယိုလေးမှာအားကြရဲဆိုတော့ကကျွန်တော်အားကြရဲလို့အားကြအောင်ကျွန်တော်တင်တဲ့ဗီဒီယိုတွေတခုမှမပါပါဘူးဒါကကျွန်တော်အားကြရဲဆိုလို့ရှိရင် thank you so much ပါအမ်ကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးကန်တာလည်းမဟုတ်ပါဘူးဒါပေမဲ့အမ် အားကြတယ်ဆိုတာထက်ကျွန်တော်ဗီဒီယိုတွေကိုကျေးဇူးတင်တယ်ဘ ഹു သုတရတယ်ဆိုလို့ရှိရင်ကျွန်တော်ကလုံလောက်ပါပြီကျွန်တော်တို့က like ကျွန်ပြောပြီပေါ့လေတေးပြောပြီပေါ့လေအမ်ကျွန်တော်တို့ဝမ်းတာရပေါ့လေအဲ့လိုမျိုးကကျွန်တော်ထပ်ပို့ပြီးတော့အမ် demo ရှိပါတယ်အားကြတယ်ဆိုတာထက်အမ်အားကြပါလေ အားကြအောင်တင်တဲ့ရည်ရချက်တခုမှလည်းမပါပါဘူးကျွန်တော်ဗီဒီယိုတွေကပြီးလို့ရှိရင်ကျွန်တော်ဒီခို့လေးပြန်သွားမယ်ခို့ကမပြောမရှင်းရသေးဘူးတော်တော်လေးကြာနေဗီဒီယိုကအမ်ဘာပြောချင်တာလဲဆိုတော့ကိုခုနကျွန်တော်ပြောရတဲ့အတိုင်းပဲကိုလောက်မလုတဲ့လူကပဲကိုကိုရှုံးချဖို့ရှိတယ်ကိုထက်လုံနေတဲ့လူကတော့ဆက်ပြီးတော့ကိုကိုအားပေးနေမယ်အားမပေးရင်တော့မှဟာဒီကောင်လုံနေပါလားဗောလေဒီလောက်ပဲရှိတယ်တိတ်ပြီးတော့ကိမစားဘူးကိုလုံနေတဲ့အရာကိုအရှိကိုကြည်နေတဲ့လူကအရှိကိုသွားဖို့ပဲအနောက်ကိုပြန်မကြည့်ဘူးနောက်ကိုပြန်ကြည့်ဆိုတော့သူများရဲ့ကိုလည်းမကြည့်ဘူးလုံနေတဲ့လူကိုလည်းရှုံးချဖို့အစီအစဉ်မရှိဘူး အရှုံးချနေတဲ့လူတွေကသာဆက်ပြီးတော့သူတို့ဘဝမှာဒီတိုင်းပဲရှိနေမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကျွန်တော်ထင်ပါတယ်ဆိုတာတက်ဒါကတော့အောင်မြင်တဲ့လူတွေပြောကြတာပေါ့လေကျွန်တော်မသိဘူး anyway um ကျွန်လည်းလုတ်ပြီးတော့စ조사နေတဲ့လူတယောက်လည်းဖြစ်တဲ့အတွက် um ဒါကျွန်တော်တို့ကတော့ um experience လေး share ချင်တာပေါ့နည်းနည်းလေး I was like အင်းဒါလေးပြောချင်သေးတယ်ဟာခုတ်ဒီကအများကြီးပဲနောက်တစ်ခုလည်းပြောချင်သေးတယ်ကျွန်တော်ဟိုပြီးတော့ကျွန်တော် ဆောင်ရပြီးွားပြီဆိုတော့အခုမှပြန်ပြီးတော့ဒီလိုမျိုးဗီဒီယိုလေးပြန်တင်ပြတယ်ပြန်ပြီးတော့ပြောပြတယ်ဆိုလို့ရှိရင်အမ်ခွင့်လကြပါမှားရှိလို့ရှင်လေပြီးတော့ကျွန်တော်နောက်ထပ် quote တစ်ခုလည်းထပ် drop လိုက်မယ်ဘာလို့လဲဆိုတော့တော်တော်ရေးကြည့်တယ်ရေးကြည့်ရဆိုတော့ကျွန်တော်ဟိုနေ့ကကျွန်တော်ညီနဲ့ကျွန်တော်ညီဆိုလို့ကျွန်တော်ညီရအများကြီးပဲဟိုပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ညီက uh cousin မော်လေ cousin ကဒါဒါတော့ကျွန်တော်ညီတကယ်ညီပါအရင်ညီတယောက်ပဲရှိပါတယ်။အဲပြီးတော့ကျွန်ခါစင်ကတော့အများကြီးရှိပါတယ်။အမ်ကျွန်ညီနဲ့ကျွန်တော်လည်းဒီကျွန်ညီကျွန်လည်းဒီမှာအင်္ဂလမှာနေတယ်။နေပြီးတော့ကျွန်တော်ဟိုလမ်းသွားနေရယ်။အမ်သွားနေတဲ့တနေ့ကနေပြီးတော့ကျွန်တော်ပြန်လာတယ်။ဘူတာကနေပြန်လာတဲ့အချိန်မှာကျွန်တော်တို့အမ်စကားပြောကြတယ်။စကားပြောကြတော့ तू ကဟိုဘာပြောလဲဆိုတော့ तू က a fashion content နေနောက်ပြီးတော့ तू online မှာတင်တဲ့ဟာတွေ online မှာတင်တဲ့ဟာတွေဆို online မှာဟို brand နဲ့ luxury brand နဲ့အဲ့လိုမျိုးဟာတွေသူကသဘောကျတယ်။နောက်ပြီးတော့သူပို့ပြီးတော့လဲကျွမ်းတယ်။အဲ့ဒါလဲနားလေတယ်။ကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်တယ်။အဲ့တော့သူကဘာပြောလဲဆိုတော့ကျွန်တော်သူ modeling လုပ်ချင်တယ်တဲ့။ modeling လုပ်ချင်တယ်ဆိုတော့ modeling လုပ်ချင်ဆိုတော့ကျွန်တော်လုံးကောင်းတယ်ချာဂိုင်းဘာလို့လဲလို့လာလုပ်ပေးမယ်။အဲ့လိုမျိုးပြောရယ်။ပြောသူကကျွန်တော်ဘာပြန်ပြောလဲဆိုတော့သူကဟွန်းမလို့လို့ရှင်တော့ဟိုစစချင်းလို့လို့ရှင်တော့ဟိုတင်တဲ့လူတွေဟို အခုလုပ်နေတဲ့ model တွေတော့ကောင်းမှာတော့မဟုတ်သေးကြတယ်တဲ့သူတို့တွေကတော့အရန်ကောင်းတာဗောရဲအဲ့လိုပြောတော့ကျွန်တော်ကမဟုတ်တော့ခမလည်းပြောမဟုတ်ဆိုတာကကိုဖြစ်ရှင်တဲ့အရာတခုကိုထက်ပိုကောင်းတဲ့ကိုထက်အဝေးရောက်တဲ့လူတစုရှိလိမ့်မယ်အရန် like ဟိုမှာဆိုကျွန်တော်အခု YouTube မဟုတ်ပါဘူးဒါမှကျွန်တော်ကောင်းတဲ့လူတွေအများကြီးရှိပါတယ် UK မှာ vlog လုပ်တဲ့လူတွေရှိဦးမှာဆိုလို့ရှိရင် um DD solution အကြောင်းတက်ပို့ပြီးတော့အမ် YouTuber ပါအဲ့တော့ ိုမရောက်သေးတဲ့နေရာတစ်ခုရှိတယ်ကွာ။ ကိုကအခုမှစကိုက like level 1သူတို့က like level 100လောက်ရှိမယ် like level 200 100လောက်ရှိမယ်ကိုက level 1ကို level 200နဲ့တွားပြီးတော့မရှင်းပါနဲ့မရှင်းပါနဲ့ဆိုတာ level 1ကကိုကအခုမှစလုံးမဲ့လူက level 200သူတို့ကဆရာကြီးတွေလုံအောင်ကျွမ်းနေပြီနေရာတွေဖြစ်နေပြီအချိန်မှာသူတို့ကိုတွားရှင်လို့ရှင်တော့ကိုကလုံအောင်ဟာငါသူတို့လောက်လည်းမကောင်းမနဲ့ငါဟာတွေကအဆုပ်ပလုတ်တွေပဲငါလည်းအဲ့လောက်မလုံနိုင်ပါဘူးငါလည်းအဲ့လောက်မချောပါဘူးဘာညာတာကားပေါ့ငါလည်းအဲ့လောက်ဝန်နိုင်ပါဘူးမစားနိုင်ပါဘူးမလုံနိုင်ပါဘူးဆိုလို့ရှင်တော့ဒါမှားမယ်နော် မှားမယ်တော့ဆိုတာကျွန်တော်အဲ့လိုမျိုးမဖြစ်စေချင်ပါဘူး။ဘာလဲဆိုတော့ရှင်ကျင်လို့ရှိရင်အဲ့လိုမျိုးရှင်ကျင်လို့ရှိရင်ကျွန်တော်ရဲ့ level 1နဲ့ကိုယ့်ရဲ့ level 1နဲ့သူ့ရဲ့ level 1ကိုရှင်လိုက်။ဘာလဲဆိုတော့ဒီလိုမျိုးအောင်မြင်နေတဲ့လူတွေကအမ်ဒါ YouTuber တွေပဲမဟုတ်ဘူးအောင်မြင်နေတဲ့လူတွေဆိုတာအမ်အများကြီးရှိပါတယ်အောင်မြင်တဲ့လူတွေကြောင့်ဒီမှာခြားရပဲပုံ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 အဲ့တော့ ဒီအောင်မြင်နေတဲ့လူတွေကသူတို့တစ်ချိန်ချိန်မှာတနည်းအားနေစခဲ့ရတယ်။ They have to start from level 0. Level 0ကနေစခဲ့ရတယ်။ Level 0ပြီးရင် level 1, level 2အလုံးမို့တဖြည်းဖြည်းနဲ့တက်တက်တက်နေလုံရင်လုံလုံရင်လုံရင်လုံရင်နဲ့အဲ့အချိန်ကိုရောက်လာတာပဲဖြစ်တယ်။အဲ့အချိန်ကိုရောက်လာပဲဖြစ်တယ်။အဲ့တော့ဘယ်ဟာပဲလုံးလုံးစပြီးလုံပါကျွန်တော်အားပေးပါတယ်။ပြီးတော့ level အများကြီးရှိတဲ့လူနဲ့လည်းမရှင်ပါနဲ့အရင်အောင်မြင်တဲ့လူလည်းမရှင်ပါနဲ့ရှင်ကျင်လို့ရှိရင်တို့ရဲ့ level 1တို့စစချင်းလောက်တဲ့အချိန်မှာအမ်ကိုလည်းဒီအချိန်ရောက်နေရဆိုလို့ရှိရင်တို့နဲ့ရှင်ကြည့်အဲကိုဘာလေးကွာလဲတို့ကဘာလို့ပို့လောက်သွားပြီးပို့တာဝနိုင်တာလဲအဲဘာလေးဘာလေးလေးလာလို့ရလဲကိုကတာနေလားကိုကတာနေလို့ရှိရင်တို့ရဲ့ level 2ကိုထပ်မြင်အာတို့မြင်းနဲ့လေးလာစရာတင်ယူစရာတွေရရှိရနော် like that's crazy အဲ့တော့အားလေးလေး share ချင်တယ်ဟာခုတ်ရအောင်လေး share ပါပြီ okay video ကိုပြန်သွားမယ် um stonehenge အကြောင်းလေးပြန်ပြောမယ် Okay Stonehenge เนี่ยပတ်သက်ပြီးတော့နည်းနည်းလေးထပ်ပြောင်းမယ်ကျွန်တော်ဘာလို့လဲဆိုတော့ဒီဗီဒီယိုကြည့်ရခြင်းတဲ့လူတွေကတော့ Stonehenge ကြောင့်သိကြမယ်သိချင်ကြမယ်လို့ထင်ပါတယ် Stonehenge ကဘာလဲဆိုတော့ Summer Solstice ဘာလဲဆိုတော့နေနိုင်ကျွန်တော်ပြောခဲ့လို့ပဲ Summer အချိန်ဒီမှာ Summer's Runway ရသည်လူရသည်မှာနေကအဲ့ဒီကြောက်တုံးရဲ့အလင်းနဲ့တန်းနေတာပဲတန်းပြီးတော့နေက ကြတယ်ဗောလေနေကြတဲ့အချိန်မှာလူတွေကကြည့်ပြီးတော့ဟာဒါပါလေဒါပဲရလေဒါပဲရလေဗောအဲ့လိုကြည့်လို့ရတယ်ပြီးရင်သူကလူတယောက်လည်းကြည့်ရမှာသူကလူတစုအဖွဲ့ civilization တစ်ခုအတိုင်းဝိုင်းတစ်ခုတို့ကအမ်ဒါတိဆောက်ထားရလည်းဖြစ်တယ်သူတို့ကတော့လည်းတိဆောက်ထားတာဗောလေအဲ့ဒီနေရာမှာရှိရခြင်းလည်းဖြစ်တယ်အဲ့တော့တော်တော်ထူးဆန်းတယ်အရင်လေးစိတ်ဝင်စားဖို့ကောင်းတယ်အားလုံးသိချင်ကြရဆိုလို့ရှင်တော့အော်ကျွန်တော် link လေးချရမယ် online မှာဒါဒီလိုဒါ random blocks တွေ blocks blogs เนาะ B L O G S vlogs မဟုတ် vlogs ကကျွန်တော် V L O G ကကျွန်တော် video blogs အမ်အဲ့တော့ blogs လေးတွေကိုသွားဝင်ပြီးတော့ဖတ်ကြည့်လို့ရပါတယ်သိချင်သိချင်ကြရဲဆိုလို့ရှင်เนาะ အဲ့တော့ဗီဒီယိုကိုဒီနာလေးဒီမှာပဲရက်နာမယ်ရက်နာမယ်ဆိုတော့ကအော်ပြန်ကနေလေးနဲ့ပြောလိုက်အောင်ပဲပြန်ကနေကျတော့ဟိုကျွန်တော်အဲ့ဒီမှာလိုက်ပက်ကြည့်လိုက်ပက်ကြည့်ပြီးတော့အာဆုံးဝင်မိုက်တယ်ဗောလေတက်ပုံလေးပါလေရိုက်အဲ့နဲ့ပါပို့စေးပါလေလို့လို့ပြီးလက်ပြီးတော့နောက်ဆုံးဟို wait မပြန်ခင်မှာ slow motion video လေးတောင်ရက်လိုက်တယ်အဲ slow motion video ဒီ globally slow motion video လေးရတာအဲမိုက်တယ်ဗောလား that's crazy ဲ့တော့ slow motion video လေးရိုက်လိုက်တယ်ရိုက်ပြီးတဲ့ပြီးတော့ကျွန်တော်အာပြန်မယ်ပေါ့ပြန်မယ်ဆိုတော့တော့ကြောက်တုံးကိုနားကက်လို့မရအောင်ကြောက်တုံးလည်းထိလို့မရဘူးကြောက်တုံးရဲ့သူ့ screen ဆွဲရတယ် screen ဆွဲရတယ်ဆိုတော့ကျိုးလေးတားရတယ်အဲ့ဒီအပြင်မှာပဲကတ်ပြီးတော့ရိုက်လို့ရတယ်အရင်အထဲကိုပြီးကက်လို့ဝင်လို့မရတော့ဘူးဟိုးရင်တော့ဝင်မကြည့်လို့ရတယ်အဲ့တော့အဲ့ရောက်ပါတယ်ရောက်သွားပြီးတော့ပြီးပြီးတော့ဟာပြီးပြီးတော့အဲ့ slow motion video လေးရိုက်ပြီးတော့ပြင်ထွက်လာတယ်ပြင်ထွက်လာပြီးတော့ပြင်ထွက်လာပြီးကြည့်လိုက်ကြည့်ရောကျွန်တော်တို့ဝင်တဲ့ ပေါက်ရှိတယ်ကျွန်တော်တို့ဝင်တဲ့လမ်းတွေလည်းရှိတယ်အဲ့ဒီအပြင်မှာမှာထပ်ပြီးတော့တန်စကားလေး fence လေးချထားတယ် fence လေးချထားပြီးတော့ပြင်မှာလည်းလူတွေထပ်ရှိသေးတယ်ကျွန်တော်တို့အပြင်မှာထပ်လူတွေရှိသေးတယ်ကျွန်တော်တို့ကအဲ့တန်စကားကြားရဲမှာရှိအဲ့အပြင်မှာလူတွေကလည်းအဲ့ stone hatch ကိုလာပတ်ကြည့်ကြရဲဟိုဝေးရနေပတ်ကြည့်လို့ရတယ်ဝင်ကြည့်လို့ရတယ်ပေါ့လေဝင်ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဟော ဘာဖြစ်လို့သူတို့တွေအပြင်ကနေလာတယ်အထဲဝင်လို့မရဘူးသားပေါ့ကိုကစဉ်းစားတယ်စဉ်းစားတယ်ဆိုဘာဖြစ်လို့လဲဆိုပြန်စဉ်းစားကြည့်ရောအာပြီးတော့နောက်ကျအောင်အိမ်ရောက်လေရောဂူဂိုလ်တော့ကြည့်လိုက်ဂူဂိုလ်တော့ကြည့်လိုက်ရောအိုးနောက်ဆုံးတော့သိပါပြီ stone match ကိုလာလဲခြင်းနဲ့ဆိုလို့ရှိရင်အလကားလာလဲလို့ရပါတယ်အလကားလာလိုက်မယ်ဆိုလို့ရှိရင် bus ကားတွေပါရဲလဲအမ်မစီးရဘူး GI အပြင်ကနေပြီးတော့ parking tow ပြီးအပြင်ကနေပြီးတော့ land pass လျှောက်လို့ရတယ်ကျွန်တော်တို့ကပတ်စံပေးပြီးတော့အထဲထဲဝင်ကြည့်တာပေါ့လေကျွန်တော်တို့ tourist ဆိုတော့စစချင်းမသိသေးတဲ့တော့ အပြင်ကနေပြီးတော့ free ကြည့်လို့ရတယ်ဒါပေမဲ့အနားထိတော့ကတ်လို့မရဘူးအာကျွန်တော်တို့ကတော့ဒီလိုမျိုးစကွင်းရှိတယ်အာ Stonehenge ကျွန်တော်တို့မင်းတို့ရှင်ပြန် free လို့ဟဲ့အဲ့လိုမျိုးပါလေအဲ့တော့နည်းနည်းတော့ပိုဝေးပါလိမ့်မယ်တပွင့်ရိုက်ရှင်လို့ရှင် free လာရိုက်ရှင်လို့ရှင်လဲចောင်းသားတွေလာလဲရှင်လို့ရှင်လဲလာလဲလို့ရပါတယ်ဘာလို့ဆိုကျွန်တော် video တွေကျွန်တော်ထင်တာတော့ UK ကចောင်းသားတွေတချို့ចောင်းသားတွေကြီးကြရယ်ဗျအမ်ကြီးကြရယ်ဆိုတော့ thank you so much ပါကျွန်တော်မထင်တာဘူးအမ်ကျွန်တော်လည်းလာပြီးတော့ high ကြပါ instagram မှာဆိုလို့ရှင်ဒီမှာတကယ်ချင်းအသိမရှိရနဲ့အမ် anyway အဲ့တော့ အမှ free ကြည့်လို့ရတယ်အဲ့တော့ that's crazy actually free ကြည့်လို့ရတယ် free ဝင်ကြည့်လို့ရတယ်အမှပြပြကျွန်တော်တို့ပြန်လာကြတယ်ပြီးတော့တခုသတိထားမိတာကဘာဖြစ်လို့ကျွန်တော်တို့ကိုပါကင်ကိုကားပါကင်ကိုသူတို့အနီးနားမှာအာကြောက်တုံးနားမှာရက်လို့မရလဲဆိုတော့ပေးမရက်တာလဲဆိုတော့ကြောက်တုံးကကားတွေကြောင်းတဖြည်းဖြည်းယိုရင်းပြက်စီလာတယ်ကားတွေက တစည်းတစည်းပြီးတစည်းတစည်းပြီးစည်းနေတိုင်းလာတော့မြေမြေကမငြီတော့မငြီတော့ဆိုတော့မြေကအမြဲလှုပ်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 တော့ကျောင်းတုံးနေရာတဖြည်းဖြည်းနဲ့ရုံးနဲ့ပြုံးပြီးပြက်စီလာရတဲ့အတွက်ကျွန်တော်တို့ပါကင်ကိုဟိုးဝေးမှာသွားရပြီးတော့ဘတ်စကတစည်းနဲ့ပဲအမ်လူတွေကလုံးဟုတ်လို့တိုက်တယ်ဗောလေတိုက်တယ်မဟုတ်လို့ရှင်လမ်းလျှောက်လို့ရပါတယ်လူလမ်းလျှောက်လာတော့ပြဿနာမရှိ vibration ကဟိုဒါပေမဲ့ car တွေကတစည်းစည်းနေတိုင်းဖြစ်ဖြစ်လာရတဲ့အတွက်အဲ့ဒါတဖြည်းဖြည်းနဲ့ vibration ကြောင့်တဖြည်းဖြည်းနဲ့ wave ရခြင်းလည်းဖြစ်ပါတယ် ပြီးတော့ကျွန်တော်ပြန်ကနေကြတော့အိုးဟိုမိုက်တယ်ဆို stone hatch ကိုဟိုငါတို့ရောက်ဖူးပြီပေါ့ကဲပထမဆုံးဒီဗီဒီယိုမစမစခင်မှာကျွန်တော်မေးထားတဲ့ဟာလေးဖြေနိုင်ပါပြီပေါ့လေဒုတိယလူမျိုးဖြစ်ပါပါပြီဒါပေမဲ့အမှန်တမ်းပြောလို့ရှိရင် stone hatch ကိုတိပြီမဲ့လေအမ်မတိဘူးမတိဘူးဆိုတာအကြောင်းကိုတကယ်မတိတဲ့လူတွေလည်းရှိပါတယ်အဲ့ဒါလေးပြောချင်ပါတယ် anyway um အဲ့တော့ thank you so much for watching ကျွန်တော်ဗီဒီယိုလေးတွေက တောက်လျှောက်ဆက်ပြီးတော့တင်ပြပါတော့မယ်အမ်ဘာလို့ဆိုတော့ကျောင်းသပြီးပါရေး exam သပြီးပါရေးဆိုရဲအတွက်အဲ့တော့အမ်နောက်လာမယ့် video ကတော့ကျွန်တော်အများကြီးရှိပါတယ်နောက်လာမယ့် video ကဘာလဲတော့မပြောတတ်ဘူး